ခုရခိုင်တပ်တော် AA ကကစားလိုက်တဲ့အတွက်ဂျပန်ပါလာတရုတ်ငြိမ်သွားတယ်စစ်တပ်နဲ့ NLD နဲ့ပြဿနာတက်သွားရခိုင် AMP ကောင်တွေကလည်းစစ်တပ်နောက်ကိုလိုက်သွားဒါကရခိုင်တပ်တော် AA ကရခိုင်ပြည်သူတွေကိုပါပြလိုက်တာငါတို့ရခိုင်ထဲမှာတစ္ဆာပေါက်တွေဘလောက်များနေလဲဒီရခိုင်တပ်တော် AA ရဲ့အလားတည်းမင်္ဂလာပါခင်ဗျာ ်ဒီ YouTube channel မှာပြောဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်နေတယ်အတိုင်းတစ်တိုင်းကလေးကိုတင်ဆက်ပေးနေတာပေါ့ကျွန်တော်ရဲ့ channel လေးကိုနိုင်စက်ကိုပေးပြီး like ချင်တယ်ပြောပေးနေတာမျိုးဒီခေါင်းလေးကိုနေ့တစ်ပတ်တောင်းဆက်ရှင်ပါတယ်ခင်ဗျာကစားကွက်ကအရန်လှရခိုင်တက်တော့အေအေရဲ့ကစားကွက်ကအရန်လှတယ်ရွေးကောက်ပွဲဆိုတော့နော်စာလုံးတစ်လုံးကိုတင်ပေးလိုက်တာ AMP ဟာ နဂိုအတိုင်းပဲဖြစ်သွားတယ်အေးမောင်လက်ထက်ကအတိုင်းပဲစစ်တပ်နဲ့ပို့ပြီးတော့ညှို့ညွတ်သွားအဲ့တော့ AMP ကစစ်တပ်ကဖွဲ့ပေးထားတဲ့ပါတီလို့ပါပြောလို့ရဘာဖြစ်လို့လဲဆိုတော့စစ်တပ်ပြောတဲ့ဟာမှန်သမျှကို AMP ကလိုက်ထောက်ခံနေတာဒါကြောင့်မလို့တခြားတိုင်းရင်းသားတွေကလည်းစဉ်းစားရမယ့်အနေအထားဖြစ်သွားတယ်။ AMP ပါတီဟာစစ်တပ်က ခိုင်းသမျှစစ်တပ်ကပြောသမျှကိုလိုက်ထောက်ခံနေတဲ့ပါတီစစ်တပ်နဲ့ NLD နဲ့မတည့်ရင် AMB ပါတီနဲ့ NLD လည်းမတည့်ဘူးစစ်တပ်နဲ့ NLD နဲ့အဆင်ပြေရင် AMB ပါတီနဲ့ NLD လည်းအဆင်ပြေဒီတော့စစ်တပ်ရှိနေရင်ရခိုင်ပြည်သူတွေကဒုက္ခရောက်အောင်မှာဒီတော့ရခိုင်တပ်တော် AA ရဲ့ ကစားနီးယအရလှတရားဝင်မှုလည်းရှိတယ်ချန်ပီယံလိလည်းဝင်ကန်ရသလိုပေါ့ဂျပန်နဲ့လည်းစကားပြောလို့ရတယ်အမေရိကန်နဲ့လည်းစကားပြောလို့ရအိန္ဒိယနဲ့လည်းစကားပြောလို့ရရခိုင်တပ်တော်အေကစစ်ပွဲရမှလည်းနိုင်ထားတယ်အခုရခိုင်တို့ဒီဟာအခုပြောနေတယ်သိမကြခင်ဒါရခိုင်တပ်တော်အေအေနဲ့ ပြဿနာနဲ့ရဆက်ပြီးတော့ဖြစ်အောင်ပါပဲဘာဖြစ်လို့ဖြစ်မလဲ NLD နဲ့ UEC နဲ့ဒီလူတွေကရွေးကောက်ပွဲလုံးမပေးဘူးဆိုရင်လေရခိုင်တက်တော် AA ကသူ့လက်ထဲမှာအောက်ဖဲရှိသွားတယ်ဂျော်ကာရသွားတယ်မင်းတို့ရွေးကောက်ပွဲတွေလုံးမပေးလို့ငါတို့တိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူးရခိုင်တက်တော် AA ကကြိုက်တယ်လို့စကားပြောလို့ရတယ် ကျွန်တော်ခင်ဗျားတို့တာလီစွားတို့တင်းတင်းချာချာနားတော်မို့လို့တယ်နော်ရခိုင်တက်တော်အေအေရဲ့ကစားကွက်ကိုကျွန်တော်နည်းနည်းတွက်ပြဒီစေဟာနာရှင်တွေကိုဒီလိုတိုက်မှရတယ်ဆိုတာကို ရခိုင်တက်တော်အေအေကလူငယ်တွေပေါ့ဒီလူငယ်တွေက ကစားပြရွေးကောက်ပွဲကိုကစားပြလိုက်တာအယိုင်းမိုင်းအာဘွား ရခိုင်တပ်တော်အေအေကကစားပြလိုက်တာအခုစစ်တပ်ကပါတောင်းဆိုတယ်ပေါ့ရွေးကောက်ပွဲကိစ္စ NLD ကလုံးမပေးဘူးဆိုရင်လေရခိုင်တပ်တော်အေအေကငါတို့ကငြိမ်းချမ်းရေးစကားပြောနေတာမင်းတို့ဘာလို့ရွေးကောက်ပွဲလုံးမပေးလဲရွေးကောက်ပွဲလုံးပေးရင်လေမင်းတို့ဘာဖြစ်လို့ငါတို့ရခိုင်ပြည်နယ်ထဲမှာနေတဲ့ကမန်တွေမဲထဲလို့မရလဲရိုဟင်ဂျာတွေမဲထဲလို့မရလဲမွတ်စလင်တွေမဲထဲလို့မရလဲနိုင်ငံတကာနဲ့ပါ NLD ကိုရထတက်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့အုပ်ချုပ်နေတဲ့အစိုးရနဲ့စစ်တပ်ကိုနိုင်ငံတကာထဲမှာလှည့်ပြီးတော့တိုက်ပေးလိုက်ဒါကြောင့်မလို့ရခိုင်တပ်တော် AA ရဲ့ view ဟာနေရကျွန်တော်နားမလဲစစ်တပ်ကကောင်နေရယူးကုန်တယ်သဲကုန်ရခိုင်တပ်တော် AA ရဲ့ view ဟာတွေကစစ်တပ်ကောင်တွေသဲကုန်တယ်ယူးကုန်တယ်ကြောင်းကုန်တယ် စစ်တပ်ကပုံမလေးလေးပြောရင်ရခိုင်တပ်တော် AA နဲ့တွေ့တဲ့အခါမှာဗမာစစ်တပ်ကစောက်ယူကြီးလုံးလုံးဖြစ်သွားတယ်အဲ့ဒါအရန်လာတဲ့အကွက်တွေကိုပြောတာဗမာအစိုးရဟာစောက်ယူကြီးလုံးလုံးဖြစ်သွားရခိုင်တပ်တော် AA နဲ့တွေ့တဲ့အခါမှာဗမာစစ်တပ်ကဗမာအစိုးရရောဗမာခေါင်းဆောင်တွေရောစောက်ယူကြီးလုံးလုံးဖြစ်သွား ရခိုင်ထဲမှာလည်းတစ္ဆာပေါက်တွေပေါ်လာတယ် AMP ကဘာကောင်းနေလဲနော်အေးသာအောင်ကဘာကောင်းနေလဲ ALP ဟာဘာကောင်းနေလဲပြည်သူလူထုကရှင်းရှင်းလင်းလင်းသိပေါ့ဒါရခိုင်တွေဘက်ကတော့ကောင်းတာပေါ့သို့တော့ဟိုကချင်နေနေနဲ့မေးမယ်ဆိုလို့ရှိရင်လေအကေအေးကဘယ်လဲပါလဲဖြစ်ကုန်တာပေါ့ကေအေးဘယ်လဲပါလဲဖြစ်ကုန်တာပေါ့ကချင်ပါတီတွေဘယ်လဲပါလဲဖြစ်ကုန်တာပေါ့ အခုကကချင်ပါတီတွေကစစ်တပ်နဲ့တော့မပေါင်းဘူးအန်ဒီကြရဲ့လက်ကမ်းတယ်ပေါ့အန်ဒီကဘာပေးမှာအန်ဒီကဘာမှပေးမှာလည်းမဟုတ်ဒါကြောင့်မလို့ဒီကျွန်တော်အခုဒီမှာရေးထားတယ်အဲ့တော့ဗမာရီယာပြောကြတယ်အစိုးရနှစ်ရက်ဗမာရီယာပြောတယ်လေငါတို့ကအစိုးရနှစ်ရက်အန်ဒီကပြောတယ် စစ်တပ်ကလောက်တာကိုကျမတို့ကဝင်ပါလို့မရဘူးစစ်တပ်ကပြောတယ် energy ဥဆောင်တာကျွန်တော်တို့ကနောက်ကလိုက်ရစစ်တပ်ကကောင်တွေက ပြောတယ် energy အစိုးရပေါ့အစိုးရလုံနေတဲ့ဟာကိုကျွန်တော်တို့ကအကောင့်ထဲပေါ်ရတာ energy ကပြောတယ်စစ်တပ်ကလုံချင်လုံချင်တာလုံနေတာကျမတို့ကဘာမှပြောလို့မရဘူးဒီကြားထဲမှာရခိုင်တက်တော်အေအေရဲ့ 牛哈的未来的，月高高的未来的，谁也的未来的，同志们也的未来的，不嘛少也少有一批子，不嘛是这个少有一的批、嗯、然后哎呀没把点少有一的批 ဲကျွန်တော်တေးသေးချာချာလှုပ်ထားတယ်ဘာဖြစ်လို့တေးချာလှုပ်ထားလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုကနားမယောင်ဘူးအရေးကြီးကျွန်တော်တို့ပြည်သူလူထုကနားမယောင်မိဖို့အရေးကြီးတယ်ဆိုတာဒီရခိုင်တပ်တော် AA နဲ့ဗမာစစ်တပ်နဲ့လောလောဆယ်အပြစ်ခတ်ရဆယ်ရေလောက်ထားတာကိုဘယ်တိုင်းရင်သာခေါင်းဆောင်တယောက်မှကောင်းတယ်မကောင်းဘူးဘယ်သူမှမဝေဖန်ဘူး ။ KIA ရလည်းကောင်းတယ်မကောင်းဘူးမဝေဖန်ဘူး။ TNL ရလည်းကောင်းတယ်မကောင်းဘူးမဝေဖန်ဘူး။ဒီဗမာစစ်တပ်နဲ့နော်ရခိုင်တပ်တော် AA နဲ့အပြည့်ကရဆယ်ရေးလှုပ်ထားတာကောင်းတယ်ပြောတဲ့ကောင်းတွေအကုန်လုံးကမောင်မောင်စိုးတို့တန်းစိုးနိုင်တို့ကျော်ဝင်းတို့သိတယ်မလားအဲ့ဒါမျိုးကောင်းတွေကြီးပဲ MPC ကကောင်းတွေပါမယ်လှမောင်ရွှေတို့ဗမောင်ရွှေတို့ကြမောင်ကြမောင်ရွှေတို့ညိုအုံးမြစ်တို့မင်းစော်ဦးတို့ပေါ့ဒီကောင်းတွေပါမယ် ။တရင်သမားတွေပါမယ်။အရိကောင်တွေအကုန်လုံးကဘာကောင်နေလဲ။ဒါကျွန်တော်လူပုဂ္ဂိုလ်နာမည်တွေပါကျွန်တော်ထည့်ပြောတယ်ဆိုတာအဲ့ဒါကြောင့်မလို့ထည့်ပြောတာ။မောင်မောင်လမောင်ရွှေတို့နော်။တန်းဆိုးနိုင်တို့မောင်မောင်ဆိုးတို့ကျော်ဝင်းတို့ဟိုရဲထွတ်တို့ပေါ့ဒီလူကောင်တွေကဘာကောင်နေလဲ။ဒီလူတွေဟာတစ်ချိန်လုံးက community လူတွေတည်း တစ်ချိန်တုန်းကဟိုဒေါ်လာရဲသမားပြောပြီးတော့သိန်းစိန်လက်အောက်မှာလက်နဲ့ချတဲ့ကောင်စစ်တပ်ကိုအလုံကျွေးပြုတ်နေတဲ့ကောင်ဒီလူတွေပြောပြီးဆိုလို့ရှိရင်စစ်တပ်ဟာဘလောက်ဒုက္ခရောက်နေပြီလဲဗမာစစ်တပ်ဘလောက်ရှုံးနေပြီလဲကျင်းနေတာက ဒေါ်စန်းစုကြည်အစိုးရကိုအောင်မျိုးပေါ့တရောင်းသားအောင်မျိုးပါလေသမိုင်းပညာရှင်သမိုင်းပါလေသမိုင်းသူတည်တည်ပေါ့သမိုင်းရက်ကွက်ထဲမှာပြည့်တစားယုံဘလောက်ရှိလဲဆိုတာလိုက်လေးလာတဲ့ကောင်ကပြောတယ်စစ်တပ်ကိုဒေါ်အောင်စန်းစုကြည်ကပြောပါလားနင်တို့စစ်တပ်ထဲကဘလောက်သိနေလဲဘလောက်ကြနေလဲဗမာစစ်ဘော်တွေဘလောက်အဖမ်းခံတာလဲ ခမရို့ထင်သလိုရခိုင်တတ်တော်အေအေကအပြည့်ကသူရက်ဆဲကျင်တိုင်းလဲရက်ဆဲလို့ရတဲ့အနေထားမဟုတ်တော့ဘူးကဘာကြီးကလဲနေသလိုရခိုင်တတ်တော်အေအေကလည်းအဲ့ဒီကဘာကြီးလဲနေတဲ့အတိုင်းအထက်ရကုတ်နဲ့သူသွားနေရငင်းငင်းကြီးကလူတိုင်းလိုချင်ခမရလဲလိုချင်တယ်ကျွန်တော်လဲလိုချင်ကျွန်တော်ပြောပြီးသွားပြီငင်းငင်းရဲလိုချင်တာခမရတို့ကျွန်တော်တို့ကနောက်ကြနေတယ်နှက်ကလေးတွေကလည်းငင်းငင်းရဲပိုးလိုချင် က်ကလေးတွေကလည်းငញ្ញံရေးပိုးလို့ခြင်းခမရတို့ဗမာတွေဥပမာပေးထားတာရှိတယ်ပါလေသီလားညောင်သီးလဲစာလေးတန်လဲနားထောင်ပေါ့ငါကလေးတွေကခမရတို့တဲ့ပို့ပြီးငញ្ញံရေးလို့ခြင်းနဲ့ကျွန်တော်တို့လူတွေတဲ့ပို့ပြီးတော့ငញ្ញံရေးလို့ခြင်းနဲ့ငါတရားကြုံချင်းမတူတာဘူးလူတွေကရှောက်ပြောနေတာ အာငါတို့လူတွေကြမှာငိမ့်ညာရေးလို့ခြင်းနဲ့ပြောနေတာနှက်တွေကြက်တွေတိရိစ္ဆာန်တွေကငိမ့်ညာရေးပိုးလို့ခြင်းနဲ့အဲ့ဒီလူတွေကကနုတ်ချင်းလည်းမတူတတ်ဘူးဘယ်ဟာနဲ့နဲ့ကြီးပြစ်တဲ့ဆိုတာလဲနားမတောက်တတ်ဘူးဟုံးတိုင်းဆိုရင်ငါတွေဟုံးနဲ့ထပြန်သွားတာရခိုင်ပြည်နယ်မှာငတ်တောင်ရှားနေပြီအဲ့ငတ်ကလေးတွေလည်းသူတို့ဒေသသူတို့ပြန်လာခြင်းနဲ့လူတွေမှကိုယ့်အိမ်ကိုပြန်ခြင်းတာမဟုတ်ဘူး နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့အချိန်စရရခိုင်တတ်တော်အေအေမှာရခိုင်တတ်တော်အေအေမှာသင်္ကန်းစာတွေရရှိပြီးသားကချင်တွေငញ្ញံရဲယူလိုက်တယ်အပြစ်ကရဆက်ရေလှုပ်လိုက်တယ်ကချင်ပြည်နယ်ကြီးဘာဖြစ်သွားလဲကချင်လူငယ်တွေဘာဖြစ်သွားလဲနော်ရခိုင်တတ်တော်အေအေမှာ အချိန်စရာရှိတယ် ဘမာစစ်တပ်မှာအချိန်ဇယားမရှိဘမာအစိုးရမှာအချိန်ဇယားမရှိရခိုင်တပ်တော်အေအေကသေသေးချာချာသူတို့မှာအစီအစဉ်ရှိပြီးသားသူတို့ပြောတယ်2020အာရဂန်ရင်ဘမာဘက်ကပြောတယ်ငင်းရရဲ့လောက်တာ နှစ်ပေါင်း80လောက်ကြာအောင်မငင်းရရဲ့လောက်တာနိုင်ငံတကာဟိုအတွေ့အကြုံတွေအရအ ਨੇ စုံအနှစ်20ကြာတယ်အနှစ်30ကြာတယ် ဗမာတွေပြောနေတာအဲ့အတိုင်းဗမာကောင်းဆောင်တွေပြောနေတာဒီအတိုင်းမမောင်စိုးတို့တန်းစိုးနိုင်တို့ကွန်မြူနီလူထွက်တွေပြောနေတာဒီအတိုင်းငိန်ရန်ရေတခုရဖို့အတွက်ကနှစ်ပေါင်း30ကြာတယ်နှစ်ပေါင်း60ကြာတယ်နှစ်ပေါင်း9000ကြာတယ်ကျွန်တော်တို့သေးသွားလို့ကျွန်တော်မွေးတဲ့မြီးတွေတောင်မှမြင်ရခြင်းမှမြင်ရမယ်ပြောနေတာရခိုင်တက်တော်အေအေမာက အချိန်ဇရာရှိတယ် 2020ကအာရဂန်ရေ2021ဆိုလို့ရှိရင်အာရဂန်နိုင်ငံသူ့မှာသူ့ချိန်စရာနဲ့သူရှိတယ်မင်းတို့ဗမာတွေအကွက်ရွှေတိုင်းပေါ့ ALB လို့ပေါ့ရော့ကားပါမိကလေးယူဟိုရှမ်းဖွဲ့တွေလို့ပေါ့ရော့ကားပါမိကလေးယူကရင်တွေလို့ပေါ့ရော့မင်းတို့အိမ်မှာမြေရောင်းနေတာဟိုအယောင်းဝယ်မတွေ့မတည့်သေးလို့ NCA လက်မှတ်ထိုးတာရခိုင်တပ်တော်အေးကလှုပ်လို့မရဘူး အဲ့တော့အခုအပြစ်ကရစရေလှုပ်ထားတယ်ဆိုရင်ဒီ3လအတော်အတွင်းမှာ6လအတော်အတွင်းမှာရခိုင်တပ်တော်အေအေနဲ့ဘာပဲယူနေရှိလားစစ်တွေမြို့เนาะဒီရခိုင်ပြည်နယ်မြောက်ပိုင်းကိုရခိုင်တပ်တော်အေအေကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးမှာဒီ6လအတော်အတွင်းမှာဒီ6လအတော်အတွင်းမှာရခိုင်တပ်တော်အေအေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးမှာဘာလို့မှာဘာမှမရှိရင်ရခိုင်တပ်တော်အေအေနဲ့ဆက်ဖြစ်မှာပဲလောလောဆယ်ကဘာဟိုနိုင်ငံရဲ့အနေထားရဂျပန်တို့ဘာလို့လာမယ်ဆိုရင် तू ကဂျပန်ဟိုနဲ့ तू နဲ့ပြောထားပြီဂျပန်ကသူတို့ဘာတွေဂရီပေးလဲကျွန်တော်လည်းမသိဘူးခင်ဗျားလည်းမသိဘူး ဂျပန်အခုငိမ့်ငမ်းရဲ့ကိုယ်တည်းပေါ့အာဂျီနိုမိုတိုပေါ့ဗျာကာကာဆာဝါလာဖာဖာဆာဝါလာတော့မသိဘူးပေါ့ဖာကောင်းနေကြကူနေဒီဂျပန်နေဆိုတဲ့ကောင်တွေကလည်းလူပွင့်ကြီးချိုးပေါက်နေတဲ့ကောင်တွေဒီစလုံးလေးအပေါ်မှာချိုးပေါက်တယ်တင်းသာကြီးတိုင်းမှာဂျပန်နေလူပွင့်ကြီးချိုးပေါက်နေတယ်ဒီဂျပန်တွေက ရခိုင်တက်တော့အေးအေးကိုဘာတွေဂရီပေးခဲ့တယ်လဲအကယ်၍များ ရခိုင်တက်တော့အေးအေးကိုပေးခဲ့တဲ့ဂရီဂျပန်တွေက ား NLD နဲ့မညီပဲနဲ့သူ့ဟာသူပေးခဲ့မယ် NLD ကိုငါတို့ပြောလို့ရတယ်ဆိုပြီးတော့လုပ်မယ် NLD ရနေပြီးတော့အဲ့ဒီဂတိတွေမပေးနိုင်ဘူးဆိုရင်ရခိုင်တပ်တော် A နဲ့ကပြဿနာတွေထပ်တက်မှာပဲအခုဒီမဲ့ဖြစ်လာပြီဒီဒီဇင်မာလာအတော်တွဲမှာရခိုင်တပ်တော် A ကရွေးကောက်ပွဲလုပ်ဖို့ပြောပြီအခုရွေးကောက်ပွဲက16ရက်နေ့ဖြစ်နေပြီဒီနေ့ဒီဒီဇင်မာလာအတော်တွဲမှာရခိုင်ပြည်နယ်မှာရွေးကောက်ပွဲ လုပ်ဖို့ဆိုတာမဖြစ်နိုင်တော့နော်ဒါခင်ဗျားတို့အကုန်လုံးသိသွားပြီဒီဒီဇင်ဘာလအတော်အတွင်းမှာရခိုင်ပြည်နယ်မှာရွေးကောက်ပွဲလုပ်လို့မဖြစ်နိုင်တော့ဘူးဒါဆိုလို့ရှိရင်ရခိုင်တက်တော့အေအေကပေးထားတဲ့အချိန်စရာကုန်သွားပြီရခိုင်တက်တော့အေအေကပြောတာကဒီ၁၇လပိုင်းမှာရခိုင်ပြည်နယ်မှာရွေးကောက်ပွဲလုပ်ဖို့အတွက်ပြောတာ အခုဗမာအစိုးရကရွက်ကောက်ပွဲလုံးမလဲမဟုတ်ဘူးမလုံးဘူးလည်းမဟုတ်ဘူးဘယ်သူမှဘာမှမသိဘူးဒီစင်ပါမှာမလုံးနိုင်တာချင်းနေသွားပြီဇန်နဝါရီမှာလုံးပြစ်မလားဆိုတော့အတမ်းကြားဘူးသို့တော့ရခိုင်တက်တော်အေအေကပေးထားတဲ့အချိန်စရာတော့ကျော်သွားပြီဂျပန်နေပါဆက်ပြောဦးမလဲဂျပန်တွင်နဲ့ NLD အစိုးရနဲ့ပြဿနာတက်ပြီ နော်ဂျပန်အစိုးရနဲ့ NLD နဲ့ပြဿနာတက်ပြီအဲ့ဒီလိုပြဿနာတက်လာရင် ODC တွေရော IDC တွေရောဗောဗျာအဲ့ဒါတွေဟိုထောက်ပံ့ရေးတွေရော ကူညီတာတွေရောဘလို့အခြေအနေဖြစ်လာမလဲခင်ဗျားလည်းမသိဘူးကျွန်တော်လည်းမသိဘူးခင်ဗျားတို့ကျွန်တော်ထပ်ပြောမယ်နော်ဂျပန်အစိုးရနဲ့တက်လာမဲ့ NLD အစိုးရနဲ့ဘာပြဿနာတွေတက်လာမလဲဆိုတာကျွန်တော်လည်းမသိဘူးခင်ဗျားလည်းမသိဘူး ဒီကြားထဲမှာကိုဗစ်ကဖြစ်နေတယ်ကျင်းနေတာဗမာပြည်စည်းပွားရေးကြောက်ကြောက်လူတွေကငတ်ကိုငတ်တယ်လူတွေကဒုက္ခရောက်ကိုရောက်တယ်ကိုဗစ်ဖြစ်နေတာတော့ဗမာပြည်မှာကိုဗစ်ဖြစ်နေတာလူတွေကဒုက္ခရောက်ကိုရောက်တယ်အ ਨੇ ဆုံးတော့သွားခြင်းနိုင်မသွားဘူးလာခြင်းနိုင်မလာဘူးတောင်ဆတ်စုကြည်ပြောထားတာရှိတာ哦ဗမာပြည်မှာစီးပွားရေးကအရန်တွေထိုးတက်နေတယ်အရန်တွေကောင်းနေတယ် 今朝看了，谢谢你。那个唐山手机又今朝用来的，你在高高头，对哦，都没用开呢，今朝用呢。唐山手机调查的多，他妈比都这样，得老。阿妹你看，到了这咱老家呢，原来嘛，我问着，他明早白有白的。他明早的呀，得老到了这咱老家呢。他明早，他明早到了这咱老百姓的，一样的，没一样的，没一样的。 ခင်ဗျားတို့မှာသွားရေးလာရေးရတော့အ ਨੇ ဆုံးတော့အခက်အခဲဖြစ်နေရခိုင်ပြည်နယ်အလူတွေသွားကျင်တိုင်းသွားလို့မရဘူးရန်ကုန်အလူတွေသွားကျင်တိုင်းသွားလို့မရဘူးအဲ့ဒီအခက်အခဲတော့ခင်ဗျားတို့မှာကျင်းနေရှိတယ်ခင်ဗျားတို့တွေကကျွန်တော်ကနေပြီးတော့အတင်းယုံတဲ့အခါကျတော့လေခင်ဗျားတို့ကကျွန်တော်ကိုရည်စရာလုပ်ပြန်နော်ကျွန်တော်ကဒီနီဘောတွေရောခင်ဗျားတို့ရောခက်ကိုခတ်တယ်ဆိုတာအဲ့ဒါကိုပြောတာ ျွန်တော်ကအတီးယုံတဲ့အခါကျတော့လေခမားတို့ကပြဿနာကျွန်တော်ကိုရှာပြန်အောင်ဒေါင်ဇန်စုကြည်ရဲ့အစိုးရနောက်ဆုံးသက်တမ်းမှာခမားတို့တွေတလောက်ဒေါ်လာတသန်းခွဲနှစ်သန်းရနေတယ်ခမားတို့ကခမားတို့ဒေါ်လာတသန်းခွဲရရနှစ်သန်းရရသွားရေးလာရေးခက်ခဲတယ်ဆိုတဲ့ကိစ္စပဲကျွန်တော်ပြောတာခမားတို့ပမာပြည်ရဲ့စီးပွားရေးကကဘာပေါ်မှာဘယ်သူမှလိုက်လို့မမီတဲ့စီးပွားရေးမျိုးတွေဖြစ်နေကဘာပံလဲကြီးညာထားတဲ့ GDP ကို200ခိုင်နှုန်းနေမဟုတ်ဘူး GDP ကို1000ခိုင်နှုန်းမှာတိုးမှာဒီလိုအခြေအနေမျိုးတွေမှာရခိုင်တက်တော်အေးအေးဟာကြိုက်တယ်လို့ကစားလို့ရတယ်ကြိုက်တယ်လို့ကစားလို့ရတဲ့အချိန်မှာ ရခိုင်တက်တော်အေးအေးရဲ့အဓိကအားပါချက်ကအချိန်စရာပဲ